ဖုတ်ဘောမှာစတိုင်ပိတ်တဲ့များအားလုံးပဲမင်္ဂလာပါဆိုတော့မနေ့တော့ကလော်ဘူအာဖနာ sorry လော်ဘူမန်ချက်စတာနဲ့ပွဲအဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပွဲပြီးချင်းကျွန်တော်လမ်းကနေပြီးတော့ review တော့ရိုက်လိုက်တယ်ဗောနော်လမ်းလမ်းမှာထွက်ပြီးတော့ရိုက်ပြီမဲ့ဟိုကျွန်တော်ပြောချင်တာတွေအပြည့်အစုံမပါသေးဘူးမပါသေးဘူးအိမ်ရောက်တော့လည်းမပြောပြဘူးမပြောပြဘူးဆိုတာ Real Madrid ပွဲရယ်ပြီးတော့ Formula 1ရယ်အဲ့ဒါနေတယ်မနေ့3နာရီ4နာရီဖြစ်သွားတဲ့အခါကျတော့ဟို အခုအခုမှဟိုပြောကျင်လာဘာဘာကိုပြောကျင်လာလဲဆိုတော့နံပါတ်1တော့ဒီ Manchester United အသင်းရဲ့ကိုသမားပေါ့နော် Sanlamans Lamans ကအများကြီးချီးကျူးဖို့တော့စောသေးတယ်ဒါပေမဲ့ပထမပွဲမှာ clean sheet ရတယ်ဒီပွဲမှာ Liverpool ကိုနိုင်တယ်သူ့ကိုနှိပြယုံသွားပြီး အသင်းဖော်တွေကယုံသွားပြီအပြီးတော့ဒီပြိသက်တွေကယုံသွားပြီဆိုတော့အနေထောက်လည်းသူပိုင်ဆိုင်သွားပြီဆိုတော့ဒီကိုသမားကအရန်ကိုအစဉ်ပြေးနေပြီအဲ့ဒီလက်ခံလို့ရတယ်မဲ့အရန်ကောင်းတယ်လို့တော့မယူဆစေခြင်းပေါ့နော်ကျွန်တော်အားသာချက်တချို့တွေ့တယ်လမ်မန်စကနံပါတ်1မကြောက်တတ်ဘူးနံပါတ်2ကိုသမားတူဦးအနေနဲ့သူ့ရဲ့ explosiveness ကအရန်အားကောင်းတယ်ပေါက်ကွဲရအရန်ကောင်းတယ် ။ပေါ့ခွေကအရင်ကောင်းတယ်ဆိုတာကဟိုမာမက်ဆလာဘေးချော်ကန်လိုက်တဲ့ဘောလုံးမျိုးဆိုရင်ဂိုးစီးမှာရက်နေတယ်မိုဆလာထိမ့်ပြီဆိုတဲ့အချိန်မှာသူအရှိကိုပြေးတက်လာတဲ့ဒီအမြန်နှုံးအရန်မြန်လုံးနဲ့ပစ်ကပ်အရန်ကောင်းတယ်။ဟိုကျွန်တော်တို့တာတူပြေးတဲ့အခါကျရင် တာထမတ်မှာအကောင်လုံးက ready စောင့်နေတယ်ဝါဆယ်မုတ်ပြီးဆိုတာနဲ့လက်နဲ့ထွက်ကြရတယ်ဆိုတော့အဲ့လိုထွက်နိုင်ဖို့အတွက်နံပါတ်1လိုတာက response ရယ်ပေါက်ကွဲအားရင်ပေါ့နော်အဲ့နောက်ခုလိုတာဆိုတော့ lemons ကအဲ့ဒါကောင်းတယ်အဲ့ဒါကအထူးတလဲကိုချီးကျူးကြတာမနေ့ပွဲကြည့်နေရင်လည်းအထူးတလဲချီးကျူးကြတာဒီကောင်လေးအရန်မြန် ဂိုကီပင်းစကေ့စ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးမပြောချင်သေးဘူးတပွဲနှစ်ပွဲနဲ့လည်းဟိုတုံးတောက်လေးရတဲ့ကိစ္စမဟုတ်ဘူးကျွန်တော်အဲဒီလမ်းမန်ဆန်လမန်ဒီမန်ချက်စတာနဲ့တော့ဖောက်ရောက်တော့ကတော့ကျွန်တော်ပြောခဲ့ဘူးတာရှိတယ်သူအကြောင်းဖို့စီးတန်းတင်ခဲ့ဘူးတယ်ဗီဒီယိုပေါ့နော်ဒီဗီဒီယိုကွန်တန့်ဒီမှာအလုပ်ခဲ့ဘူးတယ်မှတ်တမ်းတွေအရင်ကောင်းတယ်မှတ်တမ်းတွေအရင်ကောင်းတယ်မှတ်တမ်းတွေအရင်ကောင်းတယ်ဒါပေမဲ့အဲဘယ်လိုပြောမလဲဆိုတော့ ဒါလည်းတခြား league ပြန်ဝင်တခြားတခြား pressure တွေအောက်မှာဟိုကစားတဲ့အနေထား Premier League မှာဆိုတော့ဘာမှပြောလို့မရသေးဘူးဆိုတော့မျိုးဟိုပြန်ရှာကြည့်တွေ့ပါလိမ့်မယ်အဲထားတော့အခုဒီ Sunderland ကိုပြောကြတဲ့အချက်ကပါလဲဆိုတော့သူ့ goalkeeping skills နဲ့ပတ်သက်ပြီးတော့ကျွန်တော်စောင့်ကြည့်ခြင်းသေးတယ်အဲတကယ် under pressure အနေအထားမှာ decision making တွေမှန်ရဲ့လားဆိုတာမျိုးပြီးတော့သူ့ရဲ့ဒီ ဘယ်လိုခေါ်မလဲတက်ပြီးတော့ claim နဲ့အခါမျိုးဖြစ်စေဖမ်းတဲ့အခါမျိုးဖြစ်စေတက်ရရဲ့လားဆိုတော့ဒီကတပွဲနှစ်ပွဲကြည့်ပြီးတော့ download တဲ့ကိစ္စတွေမဟုတ်ဘူးနော်ဆိုတော့အဲ့အပိုင်းကိုကျွန်တော်မချီးကျူးကျင်သေးဘူးဒါပေမဲ့ချီးကျူးကျင်တဲ့အပိုင်းကတော့အယမ်းမြန်တယ်မြန်လာမှတောင်းတရုံဂိုးသမားတူးဆိုတော့ကကျွန်တော်လွယ်လွယ်ပြောရင်တိုက်အတင်းတတင်းမှာအမြန်ဆုံးကဒါတိုက်စစ်မှုဒုတိယအမြန်ဆုံးကတောင်မှန်ကစားသမားအဲဒါအလွယ်ပြောတာပါတတိယအမြန်ဆုံးကခံစစ် အဲဆရာတို့အမြန်ဆုံးကကိုသမားဆိုပြီးတော့ဒါကျွန်တော်အကျမ်းပြောလို့ရတယ်ကိုသမားဆိုတာကွင်းထဲမှာအနည်းဆုံးအနည်းဆုံးတက်ရှိတယ်ဒါပေမဲ့ဆန်လမန်စာတောင်းတောင်းခံစစ်မှုတွေကွင်းလက်လူတွေတက်ပုံမြန်တယ်သုံးဖြတ်ချက်မြန်တယ်တက်ပြီးတော့ပိတ်ရမယ်ဒီတောင်းကိုတက်ပိတ်ရတော့မယ်လို့တိတယ်တိတဲ့ချိန်ထွက်ချသွားတာမြန်တယ်တိတာလည်းမြန်တယ်ပြေးတက်သွားလည်းမြန်တယ်အဲ့ဒါကိုချီးကျူးကြတယ်နော်ဒီ Alison Becker တို့လို့ဟလား ဒီ Cookiebins case နဲ့ပတ်သက်ပြီးတော့တခြားထိတ်တန့်ကိုယ်တော်များအများကြီးရှိတယ်။အဲသူတို့သူတို့နဲ့ကျွန်တော်နှိုင်းရှင်တာမဟုတ်ဘူးအရန်မြန်တယ်။အဲ့ဒါကျွန်တော်အရန်ပြောချင်တဲ့အချက်။ပြီးတော့ Harry Maguire နဲ့ပတ်သက်လို့ကတော့မနေ့ကပဲမနေ့တိုင်းမထိုင်တိုင်းပြောလိုက်ပြီး Maguire ဒီ Captain လက်ပတ်နဲ့ညင်ရတာအရန်ဝမ်းသာတယ်။ပြန်မြင်ရတာဟိုကောင်းဆောင်အကျင့်စရိုက်ရှိလို့လို့ဘာလို့ညာလို့အဲ့အဲ့ဒါလည်းမဟုတ်ဘူး။သူစူးစားတယ်။သူသူ့ကိုယ်သူတီဆောက်တယ်။ပြီးတော့သူ့ရဲ့ဒီ နေရာဟောင်းလေးကိုသူပြန်ပြီးတော့ရောက်လာတယ်အတိမပြုခံအဲ့ဒါဝမ်းသာတယ်တတိယအချက်ကဟယ်မဂွိုင်းယားနဲ့ပတ်သက်ပြီးပြောရရင် အကြီးကျယ်ဒုက္ခရောက်ခဲ့ခြင်းမှာဒီ Eric Ten Hag တို့ရဲ့ဟိုကို့အသင်းကလုံနိုင်လားမသိမလုံနိုင်လားမသိဟို pub ရဲ့အသင်းကစားသလိုဟို တကယ် ideology ဘာညာဆိုရဲပုံစံမျိုးနဲ့အဲ short pass တွေနဲ့ကစားကွက်တိဆောက်တာအဲ့အဲ့ဒါက Robin Amorin နဲ့အတူတူပဲမနေ့ကလုံသေးတယ်ဒါပေမဲ့ Amorin က အဲနဲ့တော့လက်တွေ့ကြတယ်မလုံးတဲ့တော့ဥစားသူသိသွားပြီဆိုတော့အဲ့ပေါ်လုံးအနေနဲ့ကိုသမားနဲ့ဒီ beta play ကိုအဲ့ဒါဒီလော်လော်ပြောရင်ဒါဒီမကွာရအဆင့်မဟုတ်ဘူးမကွာရကအင်္ဂလန်လူရေးစင်အသင်းမှာလည်းအဲ့လိုမကစားဘူးပြီးတော့ဒီ Leicester City အသင်းမှာလည်းအဲ့လိုမကစားဘူးအဲ့ဒီအချိန်ဒီမှာအင်္ဂလန်လူရေးစင်အသင်းမှာမကွာရကိုကျွန်တော်တို့ Thomas Tuchel တော့အခုပြန်သုံးတင်တယ်ပေါ့နော်ဒါမှမထားပါတော့သူသုံးတာမသုံးတာလဲ Tuchel ရဲ့ကိစ္စ ဟောနော်ဟိုဒါပေမဲ့အင်္ဂလန်လေဗီဆင်အသင်းမှာမက်ဂွိုင်ယာအမြဲတမ်းအားကိုးရတယ်ဆိုတော့အဲ့ဒါပဲအဲ့ဒီအဲ့ဒီဘေးရပလေးတွေလုံးမနေဘူးဆိုတဲ့ဟာမျိုး तू ကဒီအဖြတ်အတွက်ကစားမယ်တိုက်ပွဲဝင်စိတ်နဲ့ကစားမယ်ဆို तू ကအဆင်ပြေတယ်နော်အဲ့မက်ဂွိုင်ယာနဲ့ပတ်သက်ပြီးတော့ပြောချင်တာနော်လီဗာပူးခံစင်းနဲ့ပတ်သက်ပြီးပြောချင်တာကလူတွေကလူတွေကဒီလီဗာပူးခံစင်းဟာ မကောင်းဘူးမကောင်းဘူးမကောင်းဘူးဘာလို့မကောင်းလဲဆိုရင် theory အများကြီးထုတ်လို့ရှိတယ်ဒီ concept ကဘာဖြစ်လို့ညာဖြစ်လို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုတော့အထဲမှာအခုဒါ number 6 row မှာအစားရှိတယ်သူမဟုတ် full back တွေကမအားမမားပြီမြဲအရေးကြီးဆုံးအချက်ကလော်ဘူးခံစစ်ကစားသမားတွေဟာဟိုတယောက်ကအသက်ကြီးနေပြီတယောက်က ကြတော့လူကောင်ကြီးတယ်အထလေးတယ်ဆိုတော့နှစ်ဦးစလုံးကနှစ်ဦးစလုံးကအထလေးတယ်ကစားသမားတွေဒါညင်းလို့မရဘူးနှစ်ဦးစလုံးရဲ့ခံစစ်အရေးအသွေးဟာ အင်မတန်မြင့်မားတယ်ဒါလည်းငင်းလို့မရဘူးဒါပေမဲ့အဲ့မြင့်မားတဲ့အထဲမှာမှအီဘူးကအဲကနာဒီကဗန်ဒိုက်ကိုမှီခိုးရတယ်ဗန်ဒိုက်ဥဆောင်မှုအောက်မှာကစားရတယ်ဗန်ဒိုက်ကသူ့ကိုယ်တိုင်အသက်အရွယ်ကနည်းနည်းတော့အကြပိုင်းရောက်လာပြီဗျဟိုအဲ့အဲ့ဒါတော့နားလည်ပြရမယ်ဗန်ဒိုက်ဟာအခုဒါသူ့အန်ဘူးမိုကိုဖြတ်ကျော်တက်တဲ့ဖြတ်ကျော်ပြီးတော့ပြေးသွားပြီးတော့ဒီ space တဲကိုတိုးဝင်တဲ့အလုံးလမ်းကြောင်းတစ်ခုတည်းကိုဆိုလိုတာ ခန်းစစ်ကစားသမားကဒီလိုတက်လာတိုက်စစ်ကစားသမားဖြတ်ထွက်သွားတာမဟုတ်ခန်းစစ်ကစားသမားကရက်ဆောင်နဲ့တိုက်စစ်ကစားသမားဖြတ်ထွက်သွားတာမဟုတ်ပြီးနေနဲ့ကြော်တက်တယ်ဆိုတာကအိုက်စပေ့စ်ကိုတော်တော်နှေးလို့ဒါပေမဲ့ကျွန်တော်အားရလေးလက်ခံတယ်ဒါပေမဲ့အဲ့ဒီနောက်ဆက်တွဲအဖြစ်လီဗာပူးဖြစ်တဲ့ပြဿနာဟာဘာလဲဆိုရင်လောကခန်းစစ်ကစားသမားနှုတ်ဦးက confrontation ကိုအရန်ကြိုက်တယ်သူတို့ရဲ့ physical အခြေအနေရသူတို့ရဲ့ ထားပါတော့သူတို့မှာအားသာချက်တွေရှိတယ်ခန်းစင်းနဲ့ပတ်သက်ပြီးတော့အခြေအနေကိုဖတ်ဖတ်တတ်တယ်ဟာလားအခြေအနေကိုဖတ်တတ်တယ်ဒီနောက်တစ်ခုကဟိုကြံ့ခိုင်မှုကောင်းတယ်အမြင်ပေါ်ကောင်းတယ်ညံသုံးပြီးကစားတတ်တယ်ဗန်ဒိုက်ဆိုရင်အစရှိသဖြင့်အဲ့ဒါအားသာချက်တွေအားနည်းချက်ကကြတော့သူတို့အယမ်းမမြင်အောင်အယမ်းမမြင်အောင်အယမ်းမမြင်တဲ့အပြင်နည်းနည်းလေးဟိုလူကောင်ကြီးတဲ့အထဲပါတဲ့အတွက်လည်း မမမြန်ရုံတွေမကောက်အထလည်းလေးတယ်ဆိုတော့ပြဿနာဖြစ်တယ်အဲ့တော့သူတို့နဲ့ကိုက်ညီတဲ့ပုံစံပါလဲဆိုထိလိုက်တွေ့တာပဲအလုံးခံလိုဘူးကစားသမားတွေကိုကြော်နိုင်တဲ့တိုက်စင်မှုမရှိတော့ဘူးအလုံးခံရင်အပူခံရတယ်အဲ့တော့အဲ့အဲ့ဒီပုံစံမျိုးကိုဖြစ်တဲ့အချိန်မှာကျွန်တော်မနေ့ကဂိမ်းကိုတခါကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်စောစောပြောတဲ့လိုဘူးခံစေရဲ့ပြဿနာအဲဆန်နဘက်နှစ်ဦးရဲ့ပြဿနာဆိုတာကဘာလဲဆိုရင် ဒီစန်တဘက်နှစ်ဦးစလုံးဟာအရန်ကိုဟို confrontation ကိုကြိုက်တယ်သူတို့ကြော်မယ်ဆိုတဲ့ကစားသမားလာခဲ့အဲသူတို့သူတို့အဲ့လိုမျိုးကြိုက်တယ်ဟိုနိုင်တာလေးရှိတယ်မနိုင်တာလေးရှိတယ်နိုင်တာများတယ်ဒါပေမဲ့မနေ့ကကစားတဲ့ပုံစံမှာကျတော့ force 9ပေါ့အဲ matthias kunya အဲ့ kunya ကဂိုးသွင်းနေလာမှာပေါ့လားအဲ့သူတို့နှစ်ယောက်တည်းဝင်တိုးနေတာလည်းမဟုတ်ဘူးဂိုးသေးကဝင်ပြေးနေတာလည်းမဟုတ်ဘူး လော်လော်ပြောရင်ခွန်ညာကထွက်ပြေးနေတာခွန်ညာကမာတစ်ခွန်ညာရဲ့ force 9 play ဟာတခြား force 9နဲ့တော့မတူဘူး goal သွင်းဖို့အတွက်တဲ့မလားအနောက်ကိုဆင်းချိတ် goal သွင်းဖို့အတွက်နေရာယူဆိုတဲ့ force 9လေမဟုတ်ဘူးအဲ့ center back နှစ်ဦးကိုသူကထွက်ထွက်ပြေးနေတာတော့ထွက်ပြေးတယ်ဆိုတာကဟိုနည်းနည်းလေးဟို exaggerate လုပ်လိုက်တာပေါ့နော်ဟို အပူပြောလိုက်တာပေါ့နီးပြပိုင်းပါတာပေါ့အဲ့ဒီတိုက်စစ်အဲ့ဒီခံစစ်ကစားသမားတွေနဲ့ထိတ်တိုက်တွေ့မဲ့အစာဆွဲထုတ်တာပဲလုပ်တယ်ကိုသွင်းဖို့လည်းမစင်စားဘူးဖန်တီးဖို့လည်းမစင်စားဘူးဆွဲထုတ်တာပဲလုပ်တယ်အဲ့အဲ့လိုဆွဲထုတ်တာကိုလုပ်လို့လိုက်မကက်ရင်တော့လေကိုသွင်းလည်းသွင်းသားမှာပေါ့အဲ့တော့ဒီခနာတီတို့ဒီဗန်တိုက်တို့ကို မကြာခဏစိတ်အနှောက်ရှက်ပြေးတယ်ပြေးတယ်ဆိုတော့အဲ့အပြင်အပြင်ကိုထွက်ထွက်ပြေးတာအဲ့အပြင်ကိုထွက်ထွက်ပြေးတဲ့ဒဏ်ကို ဲ့လိုဘူးရဲ့ဒီ center back နှုတ်ဦးကလည်းမခံနိုင်ဘူးသူတို့ကထိန်းနေတာသူတို့ကသူတို့စီဝင်လာခဲ့သူတို့ကရင်ဆိုင်နေတာအခုကရင်ဆိုင်နေတာမဟုတ်ဘူးနဲ့စိန်ပြေးတဲ့ကစားသလိုဒီထွတ်ထွတ်ပြေးတဲ့နောက်ကိုဒီ Matthias Konya အဲ့လိုလုပ်ပြီးတော့အဲ့သူ့ကို Brand Ambumon နဲ့ဒီ Mason Mount နဲ့နှစ်ဦးကအဲ့ဒီနေရာတွေကိုဝင်ဖို့သူဒီဘက်ကိုရှောင်ထွက်သွားရင်ရတယ်ကြက်တလာမရှိ Ambumon ဝင်လာမယ် ဒေဗိုဘူရှန်ထောက်တာနဲ့မေဆမောင်းဝင်လာမယ်ဆိုတဲ့ပုံစံမျိုးကိုသွားလာဆိုတော့အိုက်စစ်ဇုံမှာ line အမြင့်ဆုံးယူထားတဲ့ကစားသမားအထွက်ပြေးဖို့ကစားတာအဲ့ထွက်ပြေးဖို့ကစားတဲ့အခါမှာအမအကြီးကျယ်ဒုက္ခရောက်လာပြီဒီ confrontation လုတ်ချင်တဲ့ဒီဇယိုက်လက္ခဏာရှိသောကစားသမားနှစ်ဦးဟာအဲ့မှာပြဿနာဖြစ်တော့တာပဲညာချမ်းကကျတော့ပူဆိုးတယ်အမဒီယလိုကအဲ့ right wing back ကကျွန်တော်ခဏခဏလည်းပြောရနော်အမဒီယလိုက right wing back ကအပိုင်းသာပေးလိုက်လို့ ဒါလို့ကစားတယ်ဟိုတော်ကူးဝင်လာတော့ဒါလို့ right ညာချောင်းကိုထွက်တယ်လူတွေကတော်ကူးကဝင်လာပြီးတော့ဘာတော်ကူးကကောင်းတာပေါ့တော်ကူးဝင်လာပြီးကစားတဲ့ပုံစံက Robert Carlos မှမဟုတ်တော့လေ Carlos level ပဲကစားနိုင်မလဲဒါပေမဲ့သူလောက်တော့ကောင်းတော့ပြဿနာကဒါလို့မှရှိနေတာဒါလို့မှလည်းအရန်ရှိတာမဟုတ်သူ့အနေနဲ့သူအရှိအံဘူးမမဟုတ်ဘူးဆိုရင်လည်းပြဿနာမရှိဘူးအံဘူးမကကြတော့အဲ့မှာသူကဒီ position ကို entertaining လုပ်ပြီးတော့ switch လုပ်ပြီးတော့အဲ့မှာသူနဲ့ဒီ right wing back နဲ့ ဒီ right inside forward နဲ့နှစ်ယောက်ချိတ်ချိတ်ပြီးတော့ကစားကြတယ်နော်ဒါတော့နှစ်ကအဆင်မပြေဘူးအမတီလိုအမော်နဲ့ထုတ်တာစောတယ်နော်ဒါကျွန်တော်အမြင်ကတော့တော်တော်စောတယ်မလုံးတင်ဘူးတော့ကိုးရသွားတာရသွားတာပဲအဲ့ဒါထားပါတော့ကိုးရသွားလို့ကိုးပေးပြီးတော့မှရတာအဲ့တော့ထားပါတော့ဟိုမနေ့ကအဓိကဖြစ်တဲ့ပြဿနာကအဲ့ဒီအဲ့ဒီအချက်တွေပြက်ခဲ့တာလမ်းအကြောင်းပြောတယ်ဟယ်ရီမဂွိုင်းအကြောင်းပြောတယ်အဲ့ဒါ ဒီ game နဲ့မဆိုင်ပွဲလူတွေအကြောင်းကိုပြောနေလို့ game နဲ့ဆိုင်တာက Liverpool ခံစစ်အကြောင်းပြောတယ်ကျွန်တော် Liverpool ခံစစ်ကိုပြောတဲ့အခါမှာ Liverpool ခံစစ်ရဲ့ပြဿနာဟာတခြားပြဿနာတွေထက်ပိုပြီးတော့လောလောဆယ်ကြီးနေတာကအဲ့ဒီ center back နှစ်ဦးဟာ confrontation ကိုကြိုက်တယ်အဲ့တော့တုံတုံတခြားတိုက်စစ်မှုဆိုတဲ့အလုပ်ကလည်းဒီဘူးသွင်းနိုင်ဖို့အတွက် area တွေကိုပြေးဝင်တဲ့အလုပ်ဖြစ်တဲ့အတွက်တို့ကအဲ့ဒီအဲ့ဒီအရာကိုတို့ကထိချုပ်ဖို့စူးစမ်းတယ်စူးစမ်းနေရင်းနဲ့ ဟို face ကမမီလို့လွတ်ထွက်သွားတာလည်းရှိတယ်ဒါဒါဒါတော့ဘုခံစက်ကအဲ့အခုဒါအဲ့ဒီအရာကတေးကိုဖြစ်ချင်းရမှာဒီကြားတဲ့တကဒီအခု corner bradley သိအောင်ကိုအောင်တော့ bradley လက်စနာအာနိုးဆိုရင်တမျိုးဖြစ်လိမ့်မယ်ဒါကမမြင်ရပါဘူးဒီဘက်မနေ့ကဘွဲမှာအာနိုးဝင်ကစားရင်နိုင်မာလို့ပြောလဲကျွန်တော်မပြောပါဘူးဒါပေမဲ့အလက်ဇန္ဒားအာနိုးဆိုဒီထက်ပိုပြီးတော့လီဗာပူးကတိုက်စစ်ကစားပုံပိုကြွနေလိမ့်မယ် ကွာနာဘရက်လီတိုက်စစ်ရောခန့်စစ်ရောအဆင်မပြေဘူးအဖရင်ဘောင်ဝင်လာတော့မှတကယ်ဟို dangerous delivery တစ်ချိန်သုံးချိန်တော့တွေ့ရပြီဟိုဒါမှမဟုတ်ဖရင်ဘောင်ကလည်းသူ့အားနဲ့ကျန်တဲ့သူဟိုလော့ကမသုံးတာဆိုတော့အဲ့ဒါကြီးပြောရင်ရှေးမယ်အဲ့တော့ confrontation လုပ်ချင်တယ်ဒါပေမဲ့ Manchester United တိုက်စစ်ကိုတိစောက်ထားတဲ့ပုံစံကခွန်ညာကငါ့ကို confrontation လာမလုံးနဲ့ငါ့နောက်လိုက်ခဲ့ဆိုပြီးတော့ဆွဆွထွက်နေရကိုလည်းမသွင်းချင်ဘူးဖန်တီးမှုလည်းမလုပ်ချင်ဘူးသူ့ရဲ့ ball carrying ability ကိုတုံးပြီးတော့အဲ့မှာ သူကအဲ့အရာတွေလုံနေတဲ့အခါကျတော့ရက်ကန်ရက်ကန်နဲ့ပါသွားတဲ့အခိုက်အတန့်တွေလည်းရှိတယ်လွတ်ပေးလိုက်တဲ့အခိုက်အတန့်တွေလည်းရှိတယ်အဲဒါပေမဲ့လိုရင်ကဘာဖြစ်သွားလဲဆိုတော့လိုဘုခံစစန်ဘက်နှစ်ဦးဟာသူတို့မလုပ်ချင်တဲ့အလုပ်ကိုလုပ်ရတယ်သူတို့ဝင်တိုးတဲ့တိုက်စစ်မှုနဲ့သာရင်ဆိုင်လိုက်ချင်တယ်အဲ့လိုထွက်ပြေးတဲ့တိုက်စစ်မှုနောက်ကိုလိုက်ရတာမလွယ်ဘူးဆိုတဲ့ပြဿနာကိုကြုံတွေ့ရတယ်အဲ့ဒီအချိန်မှာဒီဒီဘက်မှာလည်းဒီ Mason Mount တို့ Brand Abumu တို့ကဒီအကောင်လေးကို ခွန်ညာရဲ့အနောက်ကနေပြီးတော့ခွန်ညာဘာလို့မလဲကိုကြည့်ပြီးတော့ support ပေးတယ် support ပေးတယ်ဆိုတာခွန်ညာ ਨੇ တွဲဖက်ပြီးတော့ support ပေးတာမဟုတ်ဘူးခွန်ညာလွတ်တာ ਨੇ ဘာလို့အောင်မလဲဆိုတဲ့အလုပ်ကိုကူလုပ်ပေးတာဆိုတဲ့ဟာမျိုး support ပေးတာအဲအဲ့ဒီလုပ်လို့တယ်ပြီးတော့ armadillo လို့ ਨੇ ဒီအဘုံကိုတွဲလုံးအောင်ကိုးရသွားတယ်ကောင်းတယ်အဘုံကိုကွယ်လေဒိုင်လူကြီးကိုအနစ်လော့ကအဖြစ်ရမှာပွဲရက်တင်နေပါညာတော့ပြောတယ် ဒါမဲ့တကယ်တမ်းပြောချင်း internal problem တွေရှိပါတယ်လောဘပူမှာအဲ second success တွေကိုလိုက်ပြီးတော့ပြောနေတာထက်သူတို့မှာလည်း internal problem ရှိတယ်။နော် tactical ဘိုင်းဆိုင်ရာကျွန်တော် soccer ဟုတ်မှာကျွန်တော်ပြောတယ် contradiction တွေရှိတယ်။အဲ့တော့လောဘရှုံးတာနဲ့လာပြီးအဲ့လိုမဟုတ်ဘူးညာသလားလူတွေကလည်းခတ်တာပဲနော်ဟိုတခါလေကြတော့အခြေကျွန်တော်တို့ဒီသုံးသက်တဲ့ပုံစံက တပွဲချင်းသုံးသက်တာရှိတယ်။ရာသီတစ်ခုလုံးစာဘာဖြစ်လာနိုင်တယ်လဲဆိုတာကတော့ principle ပေါ့ဥမာအဖြစ် Amoringo မထုတ်တင်ဘူးဆိုတာကျွန်တော်ကျွန်တော်အခုရက်တည်ထားတဲ့ long term ရက်တည်ထားတဲ့အရာ Amoring ရာသီကုန်ရင်အဆင့်6အတွင်းဝင်မယ်6 6ဖြစ်မယ်ဆိုတာကျွန်တော်ကျွန်တော် long term ရက်တည်ထားတဲ့အရာဆိုတော့အဲ့ဒါက Amoring result တွေတောက်လျှောက်ဆိုးတော့ကလည်းတပွဲချင်းအနေနဲ့ ကောင်းရင်ချီးကျူးမယ်စိုးရင်ဝေဖန်မယ်ကောင်းရင်ချီးကျူးမယ်စိုးရင်ဝေဖန်မယ်ဒါပေမဲ့ရေရှည်အတွက်ယုံကြည်ထားတဲ့အရာကြီးတယ်သူအစင်တက်နဲ့သုံးလဲမဝင်ဘူးဒါကျွန်တော်မားရင်ဝင်သွားရင်ကျွန်တော်မားလို့ပဲ၄၅၆သူတေချာပေါက်ရမယ်ဆိုတာမျိုးဒါကိုကတွေးထားတာအဲ့ဒီဘက်ကအများကြီးရက်တီတယ်ဒါအဲ့လိုရက်တီထားပြီးတော့ဟိုဒီတစ်ပတ်ကျတော့ပြောစရာကြီးရှိတယ်အမားတွေရှိတယ်အဲဒီတစ်ပတ်ကျတော့ပြောစရာကြီးမရှိဘူးအမားတွေမရှိဘူးအဲ့တော့အမားတွေရှိရင်ရှိသလိုမရှိမရှိသလိုပြောတယ်အဲ့မှာကျွန်တော်လူးနေတာမဟုတ်ကျွန်တော်ဥမာအခြေအနေတစ်ခုကိုပြောပြမယ် အခုခိုရီကတ်ပိုခိုရီကတ်ပိုကိုသွင်းဒီတိုင်နေ၃ချိန်ထိတယ်ပေါ့အဲ့တိုင်ထိတဲ့၃ချိန်ထဲမှာအကိုးတွေဝင်ခဲ့မယ်ဆိုတော့လီဗာပူးကနိုင်သွားမယ်ပေါ့အဲ့နိုင်သွားမယ်ဆိုရင်ကျွန်တော်အခုပြောတာတွေပြောမလားဆိုတော့စိတ်ထဲမှာကတော်သူနိုင်နိုင်ရှုံရှုံကျွန်တော်အဲ့ဒါကြောင့်တချို့ပြိတ္တတွေလည်းမုန်းတယ်အတင်းကနိုင်တာတော့အကောင်းမပြောဘူးဆိုတာကျွန်တော်အမြဲပြောခံရတာဆိုတာမုန်းရင်လည်းမုန်းနိုင်လည်း ိုကျင်းသက်လောက်ဆံနိုင်ပွဲရှိတယ်ကျင်းသက်ဆံမဟုတ်ပဲနိုင်သွားတဲ့ပွဲရှိတယ်နောက်ထပ်အခြေအနေတစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့ဂက်ပိုသားကိုးတွေတွင်းသွားလို့လီဗာပူးက2-0ပါညာဖြစ်သွားရင်ကျွန်တော်ကအာနစ်လော့ဒီရဲ့ရှုံးနေတဲ့အချိန်မှာဘာလို့တလဲဆိုတာကျွန်တော်ကြည့်ကြည့်ချင်တာလေအမော်ရန်နဲ့ပတ်သက်ရင်လည်းရှုံးနေတဲ့အချိန်မှာဘာလို့တလဲအန်ဒါပရက်ရှာအောက်မှာဘလို့သူတုံ့ပြန်တလဲဆိုတာကြည့်ချင်တာလေနိုင်တော့ရင်ကျွန်တော်အဲ့ဒါကိုစောင့်ကြည့်စရာမလိုတော့စောင့်ကြည့်လို့လည်းမရတော့ဘူးဆိုတော့ဒါကြောင့်မပြောတာ ဥပမာမနေ့ရက်တဲ့အခါ gap ပို့တော့ goal တွေတွန်းသွားရင်အဲဒီ iron slot နဲ့ပတ်သက်ပြီးတော့အခု goal တွေမသွင်းမချင်းကိုကျွန်တော်တို့အတိတ်မှာကြံကြံခဲ့တာမိနစ်ပိုင်းလိုက်မိနစ်ပိုင်းလိုက်အဲသားပါတော့မိနစ်50အထိတစ်ဖက်သက်တာနေတယ်အဲ50ကအတိတ်ဖြစ်သွားတော့50မိနစ်ကပြည့်စုံပံဖြစ်လာပြီ50မိနစ်က50မိနစ်ကပြည့်စုံပံဖြစ်သွားအဲ့မှာအပိုင်အခွင့်အရေးတွေဝင်တာမဝင်တာတွေကအတိတ်ဖြစ်သွားပြီးတော့အဲ့ current line ကိုပဲတောက်တောက်တောက်ကြည့်ရင်းနဲ့အဲ့မှာကျွန်တော်50မိနစ်ရောက်လာရင် 54 53ကနေပြီးတော့60အထိအခြေအနေဘာလို့မလဲကိုကျွန်တော်ကစဉ်းစားတော့တာရှေ့မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကထက်ပြောလို့မရတော့အဲ့တော့ဂိုးတွေမရသေးဘူးလီဗာပူးကရှုံးနေပြီဒီအာနီစလော့ဘလို့တုံ့ပြန်မလဲအဲဂိုးတွေရသွားပြီလီဗာပူးက9နဲ့အာနီစလော့က9နဲ့အခြေအနေကိုတုံ့ပြန်တာကျွန်တော်တို့ကဟိုစိတ်ဝင်စားစရာမရှိတော့ဘူး9နဲ့အခြေအနေကိုထိန်းချုပ်တဲ့ပုံစံကတမျိုးအဲ့တော့ရှုံးတဲ့အသင်းကဘလို့တုံ့ပြန်မလဲအမော်ရန်ကဆိုတော့ဒီဟာကိုကျွန်တော်တို့ကကြည့်ချင်တာဖြစ်တဲ့အတွက် ဂက်ဘိုဂိုးတွေသလိုနိုင်သွားတော့ဒါတွေပြောပြောစရာဘယ်လိုမလဲအခုဆိုတာပြောစရာတွေရှိလာခက်ခက်ဟာဟိုဘယ်လိုခေါ်မလဲဆိုတော့ဟိုအားနေချက်တွေရှိတယ်ကစားတာနည်းရမ်းတယ်ဆိုတဲ့ဟာမျိုးနောက်တစ်ချက်အရေးကြီးတဲ့အချက်က Liverpool က counter press broken ဖြစ်သွားတယ် position loss ဖြစ်သွားတဲ့အချိန်တိုင်းမှာသူ့အနောက်မှာတင်ဆောက်ထားတဲ့ defensive line ဟာဟို the rush defense ဟာ defensive line ကို protect မလုပ်ပေးနိုင်ဘူး မလုပ်ပေးနိုင်ဘူးပြီးတော့ counter press ကိုပြန်မလုပ်နိုင်ဘူးပြီးတော့ဒီ full backs တွေပဲဖြစ်ဖြစ်ပြီးတော့ pivot ပဲဖြစ်ဖြစ် pivot ဆိုတာက gran back full backs နှစ်ဦးဒီ kekas နဲ့ corner bradley ဒီကစားသမားတွေက space တွေကိုအများပိတ်ဖို့အတွက်လုံမလုံလောက်ကြအောင်အုံနောက်အားဖြင့်ဖြစ်စေလူအားဖြင့်ဖြစ်စေမလုံလောက်ကြအောင်ဆိုတော့ပြဿနာတွေတွေ့ရတာပေါ့ဒါပွဲစဉ်တွေမှာတွေ့ရတာဒါပေမဲ့ရှုံးပြီးနောက်ပိုင်း အဲ10နဲ့ရှုံးနေတဲ့အခါကျတော့ tactically ထပ်ဆိုင် emotionally ဘက်ကိုပိုရောက်သွားတယ်လေဘူးကအဲ့ဒါလေပြဿနာပေါ့နော်အေးစစ်စစ်ကစားနေဝင်သွားမဲ့ဂိုးတွေကရှုံးနေတဲ့အနေထားမှာ emotion တွေပါလာတော့လွဲချော်တာမျိုးတွေလည်းဖြစ်တာပေါ့အဲ့ဒီဖြစ်တဲ့အပေါ်မူတည်ပြီးတော့နီးပြားကထပ်ပြီးတော့ပြင်ဆင်ဖို့ကြိုးစားပြီကျွန်တော်တို့အဲ့ပြင်ဆင်တာကိုစောင့်ကြည့်တာစောင့်ကြည့်တဲ့အခါမှာနည်းနည်းလေးဟို attacking overload without balance ဆိုတဲ့ဘက်ကိုရောက်သွားတယ်သူ့အတင်းရဲ့ ဒီနောက်ပိုင်း substitution နေမှာကတိုက်စစ်ကစားသမားနောက်ဆုံးဒါ Florian Vias ကိုတွေ့ရတယ်နောက် Akatake ကိုတွေ့ရတယ် Kesa တွေ့ရတယ် Gakpo လည်းကိုင်းနေမှာရှိတယ် Mosala လည်းရှိတယ်ဆိုတော့အနည်းအထားမျိုး Isaac လည်းရှိတိုက်စစ်ကစားသမားတွေအများကြီးနဲ့ဗျာဒီကိုင်းနေမှာကြံခဲ့တယ်ဒါပေမဲ့ defensive structure defensive structure ကိုကြတော့သူသူမေ့လျော့ထားတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့မြင်ရတယ်ဆိုတော့အဲ့ဒါဘာနဲ့ပတ်သက်လဲဆိုတော့ ရှုံးသွားတဲ့အချိန်မှာသူတုံ့ပြန်ပုံက fantasy football ဆန်သွားတယ်။ကျွန်တော်တို့ creative names တွေဟိုပဲအများကြီးစဉ်းစားပြီးတော့တကယ်တကယ်ဟိုဘယ်လိုခေါ်မလဲဆိုတော့ tactical coherence အပိုင်းမှာကြတော့နည်းနည်းပြဿနာရှိသွားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ရှုံးတဲ့အချိန်မှာ honest တော့အဲတည်ငြိမ်မှုနည်းနည်းလေးလျော့သွားတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒါကထပ်ပြီးတော့ပြောကြတဲ့အကြောင်းအရာတွေဒီတဲ့ပြောမယ်ဆိုလည်းပြောလို့ရသေးတယ် ဒီတော့ပွဲကြီးလဲပွဲကြီးအထူးကြတာတွေလည်းရှိတဲ့အခါကျတော့ပြောလို့ရသေးတယ်ဒါပေမဲ့ဒီလောက်ဆိုအဆင်ပြေပါပြီဒီလောက်ဆိုလုံလောက်ပြီဆိုတော့မနေ့ကလည်းဟိုဒီပွဲအကြောင်းကအကျမ်းပေါ့ခက်မြမြလေးရိုက်လိုက်ပြီဆိုတော့ဆိုတော့တ िश ူအားပေးခဲ့ကြတဲ့ဖော်ဘောမှာဆိုပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်